အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပြီးမမပြင်းညော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့စနေသားသမီးများအတွက်2026ခုနှစ်အတွက်တနစ်တာပေရင်ဟောဆန်းကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာပြောဆန်းယူနာမစင်မီမှာကျွန်တော်တို့ရဲ့ပြီးမမပြင်းညော် channel ကို subscribe မနေရလို့ဆိုရင် subscribe လေးနှိပ်ပြီးအားပေးသွားကြပါလိုက်ရန် share လည်းလုပ်ပေးသွားကြပါခင်ဗျာကြည့်ကိုဆက်လက်ပြီးတော့ စနေသားမိများအတွက်2026ခုနှစ်အတွက်ဟောစံကြီးကိုဆက်လက်ကြည့်ရှုနားဆင်အားပေးသွားတာပါခင်ဗျာ2026ခုနှစ်မှာကျွန်တော်ရဲ့မိတ်ဆွေစနေသားမိများဟာတကြားမာခင်ကိုရောက်ရှိပြီးချမ်းသာကြွယ်ဝမယ့်နှစ်တစ်နှစ်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ထဲမှာကျွန်တော်ရဲ့မိတ်ဆွေစနေသားမိများရဲ့ကံဟာအတော်လေးကို အကောင်းဘက်ကိုအတော်လေးအလေးတာနေပါတယ် အထူးအဖြစ်တော့ဘာသာရေးကုသိုလ်ကောင်းမှုတွေအဋ္ဌာန်တွေဖိမိစည်းစည်းလုပ်ပြီးလေကံတရားကပုံပြီးပွင့်လဲလာလေးလေးအကျိုးပေးလာလေးဖြစ်ပါလိမ့်ပါဖြစ်လာပါလိမ့်မယ်ရှေ့ပေရင်ဆရာကြီးများကတော့ဒီလိုကိန်းမျိုးကိုတခြားမှာကိန်းရဲ့လို့တင်စားကြပါလေခမညာအခုချိန်မကြိုးစားရင်တော့မှအရင်အရင်ချိန်ကပုံပြူခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရဲ့အကျိုးကိုခံစားရတတ်တဲ့အချိန်မျိုးပါပဲဒါကြောင့်မလို့ထီပေါက်သလို့ မဲပေါသလိုစုရသလိုလေးလံရသလိုလိုလူရွေးခံရသလိုလိုထင်းထင်းရှားရှားအောင်မြင်မှုမျိုးတွေခံစားရတတ်ပါတယ်ဒါကြောင့်မို့ဒီနေ့မှာတော့မိတ်ဆွေနေနဲ့မိမိကိုယ်တိုင်ကလည်းစ조사ကြရရှိတာတွေကို조사ရင်ကန်တရားရဲ့ဖိမာမှုတွေကိုလည်းအရာယူသွားဖို့ပါပဲဒီနေ့ထဲမှာမိတ်ဆွေကောင်းဆရာကောင်းတွေတိုးလာမယ်ဆရာသမား ကြီးခဲ့သူတွေရဲ့မာဇာမှုတွေကိုခံစားရမယ်။ပညာရေးဆိုင်ရာသင်တန်းဆိုင်ရာထူးချွန်မှုတွေစုစုထူပွဲထူးယူတာမျိုးတွေကိုကြုံရတတ်ပါတယ်။ဖယားမှုကြီးလိုမျိုးတွေကောင်းသောကြီးထွက်ကောင်းသောကြီးတွေပျော်ရွှင်မဲ့ကြီးတွေလည်းတွားရတတ်ပါတယ်။မထင်ပတ်ဘဲနဲ့လေကားကြောက်ကွန်ပျူတာကင်မရာစတဲ့အဖိုးတန်ပစ္စည်းတွေဝင်လာတာအဲ့ဒီအလုပ်တွေနဲ့ဆက်နွယ်ပြီးအကျိုးထူတာမျိုးတွေခံစားရတတ်ပါတယ် အလူပွဲမင်္ဂလာပွဲပွဲလန်းသမင်းကြီးတွေလည်းကြုံရတတ်ပါတယ်ဆက်ဆိုင်စားတော့ကုန်စိန်စန်းစီစေးစာစာအုပ်စကူမြေအမွေဖုံးပြိဘောကပန်းပဲပြောင်းစတဲ့လုပ်ငန်းတွေမှာအင်းနဲ့အားနဲ့တိုးချဲ့တင်ပါတယ်ပုံမှန်ဝင်ငွေအပြင်တခြားတော့လက်လာပါလေမကြမကြဝင်တတ်ပြီတည်တည်သာသာစီးပွားတက်သွားပါလိမ့်မယ်စတူကိစ္စတွေ ်စာချုပ်ချုပ်ပြီးလုပ်ရတဲ့ကိစ္စတွေမှာလည်းအကျိုးပေးအောင်မြင်နိုင်ပါတယ်။အဲကိစ္စတွေနေရာထိုင်ခင်းကိစ္စတွေမှာအပြောင်းရွှေ့ကိစ္စတွေမှာတော့စန္ဒမစိုးသင့်ပါဘူး။နောက်ကြလေးလေးပိုကောင်းလေးလေးလို့မှတ်သားထားပါ။ဒီနေ့ထမ်းမှာသတိထားရမှလေးတွေကတော့မိမိကတအားကောင်းပြီးဆွေမျိုးတွေမှာတော့ဒုက္ခတွေများနေတတ်ပါတယ်။ဆွေမျိုးသားချင်းနေနဲ့မခေါ်နိုင်မပြောနိုင်တွေလည်းဖြစ်ကုန်တတ်ပါတယ်ဆွေမျိုးမိတ်ဆွေလူရင်းတွေကအမှုကြုံတာ ကျမ်းမာရေးဆူဆူရွာရွာညံ့တာမျိုးတွေလည်းကြုံလာရတတ်ပါတယ်ဒီနှစ်ထဲမှာတတိထာယာမှာကတော့နိုင်ရေးကိစ္စတွေကိုလုံးဝရှောင်ကျဉ်ရန်ဖြစ်ပါတယ်မဖြစ်မနေကြုံခဲ့ရင်လည်းအပြန်မှာတယောကင်မုန်းထဲမှာစပယ်ပန်း35ပွင့်ထည့်ပြီးခေါင်းလျှော်ပစ်လိုက်ပါနောက်တစ်ခုတတိထားဖို့ကတနှစ်အတွင်းမှာလမ်းပြင်းကြီးမလုပ်တင်ပါဘူး မိမိအင်ရှင်မှာလမ်းလာပြင်ခဲ့ရင်လဲမိမိကိုခိုက်တတ်ပါတယ်တခြားမှာသွားပြီးအိတ်တယ်ပါတယ်အဲ့လိုအင်ရှင်တက်တက်မှာလမ်းပြင်တဲ့နမိတ်ကျုံလာရင်လဲနောက်ဖေးဘက်တလန်းတို့မဟုတ်အင်သာလိုနေရာမျိုးစီကိုသွားတဲ့လမ်းမှာသတိဖြစ်ဖြစ်မြေလေးဖို့ပေးလိုက်ရပါမယ်ဒီနေ့ထဲမှာရွှေကိစ္စသားသမီးအောက်လက်ငယ်သာအလို့သမားကိစ္စလူမျိုးကြရာထူးကိစ္စအထဲထီးဖနက် ဆွေမျိုးနဲ့ဝင်ကိစ္စအစားတာတွေမှာစိတ်ရှုပ်စရာတွေများနေတတ်ပါတယ်အထူးအဖြစ်တော့ပေါ်ထူးသားသမီးစနေသားသမီးတွေကိုအကြောင်းပြုပြီးဒီနေ့ထဲမှာစိတ်ရှုပ်စရာတွေများတတ်ပါတယ်ကျမရဲ့အနေနဲ့ကတော့လေထိုးလေအောင်နှလုံးအားနဲ့ရင်ပတ်ဒူးနာတာတွေကိုသတိထားပါနောက်တစ်ခုကတော့ဘလောက်ပဲကောင်းအောင်နေနေကိအောင်နေနေယုံမြင်ကနာကိစ္စနဲ့လာပြီးပတ်သက်ရတတ်ပါတယ် ကြီးကြီးမားမားတော့မဟုတ်နိုင်ပါဘူးငွေရသူများအနေနဲ့အခြေရေးကိစ္စတွေမင်္ဂလာကိစ္စတွေမှာမထင်မှတ်ပဲကြီးကဲသူတွေရဲ့အကူအညီကောင်းပေါ်ပေါက်လာပြီးဝမ်းသာရတတ်ပါတယ်မင်္ဂလာကိစ္စတွေစီစဉ်သင့်တဲ့နှစ်သနစ်ဖြစ်ပါတယ်အိမ်တော်ရှင်များအတွက်ကတော့သာသမီအောက်လက်ငယ်သားကိစ္စကိုအကြောင်းပြုပြီးအဆင်မပြေမှုလေးတွေများရတတ်ပါတယ် ဒီနေ့ထက်မှထီထိုးခြင်းရင်တော့စပိန်နဲ့လှည့်ပြီးရောင်းတဲ့ထီဆိုင်မှာ၃ဆ၅ဆအထိကို ထိုးပေးပါထီပေါက်ခဲ့တော့ပေါက်တဲ့ငွေတွေကဖုံးတော်ကြီးကို လူရန်တို့မဟုတ်ပညာရေးဆိုင်ရာအလှူဒန်းလုပ်ရန်အထိတ်ထန်ရေးထိုးပါလေအနည်းချုပ်လိုက်ရင်တော့ဘာသာတရားကုသိုလ်ကောင်းမှုနဲ့အတူကံကိုမြင့်ပြီးစူးစမ်းတဲ့နဲ့အချိန်လေးဖြစ်ပါတယ်ဒီနေ့ထက်မှအရေးကြီးတဲ့ကိစ္စတွေပေါ်လာတိုင်းဟောဒီရရလေးတွေကိုလေးလေးလက်လက်ပြုလုပ်တတ်ပါတယ် ကြာသာပတိနေ့မနေ့စောစောမှာမြတ်စွာဘုရားမှာဇပင်၅ကိုတောက်တရေ9ခွက် sorry ဇပင်၅ကိုတောက်တော်ရေ3ခွက်အလင်းနိုင်3နိုင်ပေါင်းဖို့3ချက်ကိုလှူဒန်းပြီးရိုးရာဆူတောင်းပါနမနေ့ဘဂဝါကုံတော်ကိုအဋိဋ္ဌံပြည့်ပတိစိတ်ပြီးပါဖျားမှုခီးတယ်များနဲ့အလင်းတဲ့တော့ခီးတယ်များကို ခီးစေလှူဒန်းပြီးပါ ံပါတ်၄အရေးကြောင်းရှိတဲ့အခါမှာစပယ်စပယ်35ဖွင့်ကိုစောင့်သွားပါလေငွေငွေကြေးကိစ္စတွေအရေးကြီးတဲ့အခါမှာကြံ့ငှက်ဘဲစတော့တရဝရမျိုးမျိုးကိုဘေးမဲ့လွတ်ပေးပါနံပါတ်6ရောင်းရင်တော့ပစ္စည်းများကိုထညက်ခဲ့ပြီးဆက်တစ်ချက်ခောက်ပါလေမိမိမှာရှိတဲ့ရောင်းကုန်များကိုအမြဲရောင်းထွက်နိုင်အောင်ထညက်ခဲ့ပြီးဆက်တစ်ချက်ခောက်ပြီးပါနံပါတ်9 ခက်ခဲများကြုံတဲ့အခါမှာကျမ်းမာရေးညံ့တဲ့အခါမှာစနေနေ့မှာဆန်တို့စီဘူးတဘူးကံကို အပုံကလေးဆက်တဲ့ပုံကပုံပြီးကျင်းရလေးများကိုကျွေးမွေးပါလေမိမိမှာအခက်ခဲတွေကြုံတဲ့အခါမှာကျမ်းမာရေးညံ့တဲ့အခါမှာစနေနေ့မှာဆန်တို့စီတဘူးကံကိုအပုံကလေးဆက်တဲ့ပုံပုံပြီးကျင်းငံလေးများကိုအစာကျွေးပေးလိုက်ပါဒါဆိုရင်တော့မိမိထံမှာရှိသော မကောင်းသောကံများပေါက်ပြောက်ပြီး ကောင်းသောကံများရရှိလာပါလိမ့်မယ်ဗျာအားလုံးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေစနေသားမိအားလုံးယခု2026ခုနှစ်အတွင်းမှာစိတ်ချမ်းသာခြင်းကိုယ်ဉာဏ်မှခြင်းနဲ့ပြည့်စုံကြပါစေ အနိယခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေလည်းတလုံးတဝါလည်းပြည့်ဝနိုင်ကြပါစေတရားမှခင်ကြီးလည်းကြာရောက်ဆက်ရောက်ပါစေချမ်းသာကြပါစေကြွယ်ဝကြပါစေဘာသာကျိုးတာသာကျိုးကိုလည်းဆောင်ရွက်နိုင်ကြပါစေ မိဟိုဖောက်ဝများကိုဂျင်းမွေပြည့်စုံဆောင်ရှောက်နိုင်တော့သားကောင်းယန္တနာသမီးကောင်းယန္တနာလေးတွေလည်းဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်ခင်ဗျာအားလုံးပဲအောင်မြင်ချမ်းသာကြီးပွားတိုးတက်ကြပါစေ